ကျွန်တော်ရအောင်ဝဲမင်းလာပါ Drag and Fish Show ကနေပြီးတော့ကြိုးစားပါတယ်ကျွန်တော်တို့ဘာဘူးစင်းကိုအမြဲတမ်းတင်ဆက်ပေးနေတယ်ဇင်မင်းပါဆိုတော့ဒီကနေ့ညမှာတော့ကျွန်တော်တို့ဘာဘူးအတင်းရဲ့နောက်ဆုံးရခဲ့တဲ့ဒါတင်းအကြောင်းအရာတွေကိုပြောပြသွားမှာဖြစ်ပါတယ်ဗောလေဒါပထမအဦးဆုံးတင်းကတော့ဒါကျွန်တော်တို့ဘာဘူးအတင်းရဲ့ပြည်သက်တွေအတွက်တော့မကြားချင်တဲ့တင်းဗောလေတင်းကောင်းတော့မဟုတ်ဘူး ။ဘာလဲဆိုတော့ဂျာရက်မှာ Real အသင်းနဲ့ကစားရမယ့် Champion League ပွဲစဉ်အတွက်ကိုဒီကနေ့မှဆိုရင်တော့ပွဲချိုပြင်ဆင်မှုအဖြစ်ဒါ trainee ကိုပြန်ဆင်းကြတယ်။ဒါ Aston Villa အသင်းကိုနိုင်ပြီးတော့တရက်နားတယ်ပြီးတော့ဒါဒီကနေ့မှ trainee ကိုပြန်ရောက်လာတယ်။ဒီ trainee ကိုပြန်ရောက်လာတဲ့ကစားသမားတွေတင်းမှာအလွန်ခဲ့တဲ့နှစ်ပတ်တုန်းကဒဏ်ရာရသွားတဲ့အလဇနာဤဆက်ကပါဝင်ခဲ့ခြင်းမရှိပြန်ဘူး။ဆိုတော့ဒါကလက်ရှိဒါကျွန်တော်တို့လိုပါဘူးအသင်းရဲ့တိုက်စစ်မှာလူအင်အားမလုံလောက်နေချိန်မှာ ဒီကစားသမားပြန်မလာခြင်းကဒါ Arnish Law အတွက်တော့တော်တော်လေးကိုမှအကြက်ရိုက်သွားစေတဲ့အရာပေါ့လေအဲထို့သဖြင့်ကျွန်တော်တို့ပြီးခဲ့တဲ့ Champion League ပွဲစဉ်မှာဆိုရင်442ဆိုတဲ့ပုံစံနဲ့ကျွန်တော်တို့တွေးခဲ့ရတယ်အဲကျွန်တော်တို့တွေက Real အသင်းနဲ့ပွဲစဉ်မှာလေဒီလိုမျိုးတွေးရမလားပေါ့လေကျွန်တော်တို့ပြိတ္တတွေတော်များများကမျှော်လင့်တယ်တိုးပေမဲ့လည်းဒီကနေ့ training မှာဒါအလဇနာ Isa ပါဝင်ခဲ့ခြင်းမရှိဘူးဆိုတော့အလဇနာ Isa အတွက်လည်းအဲဒီဒန်ယာကသူ့အတွက်တော်တော်လေးကိုမှဒါပြဿနာကြီးတဲ့ဒန်ယာတစ်ခုဖြစ်လာ အတို့သဖြင့်ဒီပြီးခဲ့တဲ့ဒါပွဲစဉ်တွေမှာဆိုရင်သူဂိုးမသွင်းနိုင်ဘူးဂိုးမသွင်းနိုင်လို့သူ့အပေါ်ကိုအင်္ဂလန်မီဒီယာတွေကဦးစားပေးပြီးတော့ဒါဝိုင်းပြီးတော့ထိုးနှက်ကြတယ်အဲအဲ့ဒီအပြင်ကိုမှလက်ရှိဒဏ်ရာပြဿနာကြောင့်သူပွဲစဉ်ခံမြန်းများပါလွဲချော့လာခဲ့တဲ့အပေါ်မှာအင်္ဂလန်မီဒီယာတွေရဲ့ပိုပြီးတော့ဒါရေးသားဖော်ပြခြင်းကိုခံလာရတယ်ဆိုတော့ဤဆက်အတွက်လေဒါကကောင်းတဲ့လက္ခဏာရက်တော့ဟုတ်မနေဘူးအာကျွန်တော်တို့ဘာဘူးအတင်းအတွက်လေလက်ရှိမှာကရှုကူ EKTG ကနောက်ပိုင်းပွဲစဉ်တွေမှာဂိုးရဖို့အတွက်ရုံးကန်လာရတယ် အဲတိုက်စစ်ကမိုးဆာလာဆိုရင်လည်းဂိုးတွေပြန်ရနေတယ်ဆိုပေမဲ့လည်းအကောင်ဆုံးခြေစမ်းကိုပြန်မရသေးဘူးကိုရီကပူဆိုရင်လည်းဂိုးတွေဖန်တီးမှုတွေရနေတယ်ဆိုပေမဲ့လည်းသူ့ရဲ့အကောင်ဆုံးပုံစံကိုကျွန်တော်မမြင်ရသေးဘူးဒီလိုမျိုးအနေအထားမျိုးမှာပြီးခဲ့တဲ့ front back နဲ့ဘွဲစင်မှာအလုပ်ဖြစ်ခဲ့တဲ့442ပုံစံနဲ့ Arnish Law အနေနဲ့က ဒါဒီပွဲစဉ်အတွက်ကိုသူအများကြီးမျှော်လင့်ထားတယ်ဆိုပြီးတော့သူအင်တာဗျူးတစ်ခုမှပြောခဲ့တယ်။တိုးပေမဲ့အလက္ခဏာဤဆက်ကဒီအချိန်မှာကြန့်ခိုင်မှုမပြေဝလို့လားဒါမှမဟုတ်ရင်သူ့ရဲ့ဒဏ်ရာပြဿနာကတော်တော်လေးဒါပြဿနာကြီးနေလို့လားတော့ကျွန်တော်တို့သိချာတော့မသိရဘူးပေါ့လေ။သူ training မှာမပါလာဘူးဆိုတော့ honest တော့တော်တော်လေးကိုမှအကြိုက်ရိုက်ရှိရပါ။အဲဒါပေမဲ့ကျွန်တော်တို့ရဲ့ကွင်းလေကစားသမားဖြစ်တဲ့ကားတွေဂျုံကတော့ဒီကနေ့ training မှာအတင်းနဲ့ပြန်လဲပြီးတော့ပူပေါင်းလာခဲ့ပြီဖြစ်တယ်ပေါ့လေ။ဒါကတော့တရင်ကောင်းဖြစ်တယ်။ အဲလက်ရှိဒါကျွန်တော်တို့ရဲ့ကွင်းလေးမှာဆိုရင် RGB နဲ့ Dominate Show Boost line ကအဓိကဇက်ကောင်နေရာမှာသူတို့ကအသင်းကိုထန်းတင်ပေးတယ်။အဲနောက်ကဒါ Fluent VN နဲ့ Matt Alistair နေကတော့အသင်းကိုလိုက်ပြီးတော့ကွင်းလေးနေရာတော့ကိုဖြည့်ပြီးတော့ကစားပေးတဲ့ကစားသမားကြီးပဲပြောရမှာပေါ့လေ။ဘာကြောင့်လဲဆိုတော့ ဒါဒီအားဒီမှာဆိုရင် Fran Bia ဆိုရင်လည်းအသင်းကိုရောက်လာကလေးကပုံမှန်ခြေစွမ်းမရသေးဘူး Alistair ဆိုရင်လည်းဒါပြီးခဲ့တဲ့ Aston Villa ပွဲမှာမှသူ့ရဲ့ပုံမှန်ခြေစွမ်းလေးကိုနည်းနည်းလေးပြန်မြင်တွေ့ရတာအပြည့်အဝတော့မဟုတ်သေးဘူးဒါတော့မှပဲဒါကြောင့်မလို့ဒါ Alistair ကလည်းကျွန်တော်တို့ရဲ့အများကြီးအားကိုးလို့ရတဲ့သာသမာမဟုတ်သေးဘူး Fran Bia ဆိုရင်လည်းထို့အတူပဲကျွန်တော်တို့ရဲ့အများကြီးမျှော်လင့်လို့မရသေးဘူးဒါပေမဲ့သူ Champion League မှာ5ဖန်ဒီမှုနှစ်ကြိမ်လုံထားတယ်ဆိုတော့ အဲဒီအပတ်ချန်ပီယံလိပွဲစဉ်မှာလည်းသူဘာတွေထပ်လုပ်ပြမလဲနည်းနည်းလေးတော့စောင့်ကြည့်ရမှာပေါ့လေတိုးရင်မဲ့ကျွန်တော်တို့ကွင်းလယ်မှာကဒါကားလေးဂျုံပြန်ကောင်းလာခြင်းကကွင်းလယ်အတွက်ကူမှာတော်တော်လေးအင်အားတောင့်တင်းသွားစီတဲ့အရာဖြစ်တယ်ဆိုတော့ကားလေးဂျုံပြန်ကောင်းလာခြင်းကတော့ကျွန်တော်တို့ဘာလို့အတင်းတော်တော်တည်င်းကောင်းတစ်ခုဖြစ်တယ်ပေါ့လေအဲပြီးလို့ရှိရင်တော့ဒီပွဲစဉ်တကတော်တော်လေးကူမှာဒါဘယ်လိုမလဲစိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြည့်နှက်နေတဲ့ပွဲတစ်ပွဲလို့ပြောရမှာပဲဘာလို့ဆိုတော့ရီရဲ့အတင်းနဲ့ဒါကျွန်တော်တို့ဘာလို့အတင်းနဲ့ဒီအချိန်တွေးဆုံခြင်းက ထရန်လာဇနာအာနိုအိမ်ပြန်လာမဲ့ပွဲဒါကိုကျွန်တော်တို့ဒါချန်ပီယံလိမဲခွဲပွဲကလေးကအကုန်လုံးရဲ့ဒါအပြောများခဲ့တဲ့ဗျာထိတ်တိုက်တွေးဆမှုဖြစ်တယ်ဒီအချိန်မှာလည်းထရန်လာဇနာအာနိုကလဘာဘူးအသင်းကိုသူ့ရဲ့ပြိုင်ပန်အသင်းအနေနဲ့ပထမအဦးဆုံးကစားရမယ်ပွဲပေါ့လေဒါကတော်တော်လေးစိတ်ဝင်စားစရာကောင်းပါတယ်အဲဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့လေအသင်းကောင်းဆောင်ဖြစ်သူဘာကေဗန်ဒိုက်ကအလဇနာအာနိုနဲ့ဒါပြန်လဲပြီးတော့ရင်ဆိုင်ရမယ်အပေါ်မှာလေသူ့ရဲ့ဒါဘယ်လိုပြောလဲအမြင်တချို့ကိုပြောထားတယ်သူကတော့အင်တာဗျူးမှာပြောသွားတာတော့ရှင်းရှင်းလေးပေါ့လေ ဟိုလက်ရှိမှာကထရန့်လက်ဇနာအာနုကရီရဲ့အသင်းကိုကိုစားပြုနေပြီးတော့သူ့ဘဝနဲ့သူဖြစ်နေပြီအဲကျွန်တော်ကလည်းလက်ရှိမှာလေဘာဘူးအသင်းကိုကိုစားပြုနေစေဖြစ်ပြီးတော့ကိုဘဝနဲ့ကိုဖြစ်နေတယ်ဗောလေတိုးပြီးမဲ့တစ်ချိန်တစ်ခါတုန်းကတော့ထရန့်လက်ဇနာအာနုဆိုတာလေဘာဘူးအသင်းမှာရှိတုန်းကအရေးအကြီးဆုံးဇာသမားတွေကတက်ဦးဖြစ်ခဲ့တယ်သူနဲ့အောင်မြင်မှုအများကြီးကိုလက်တွဲပြီးတော့အတူတူစုခူးခဲ့တဲ့သူ့ရဲ့အသင်းပေါ်ကောင်ဖြစ်တယ် ဒီအချိန်မှာပြန်လဲတွေးဆုံခြင်းကတော့ဒါသူ့အတွက်တော့လွယ်ကူမဲ့ပွဲစဉ်တစ်ပွဲမဟုတ်တလို့လဘာဘူးအတင်းအတွက်လည်းလွယ်ကူနေမဲ့ပွဲစဉ်တစ်ပွဲမဟုတ်ဘူးဆိုတာထရန်လာဇနာအာနုကိုတတိပေးတယ်လို့ပဲကျွန်တော်တို့လဘာဘူးကစားသမားကိုလည်းတတိပေးသွားတယ်။အဲပြီးရင်ဒါမီဒီယာတွေကထရန်လာဇနာအာနုကိုဘယ်လိုကြိုးစုံမလဲဆိုတဲ့အပေါ်မှာဒါသူကတော့အဲ့ဒီပုံကိုတော့တတိချတာတော့ဖြေမသွားဘူး။တိုးပေမဲ့အထရလာဇနာအာနုကိုအခုလိုမျိုးသူ့ဘဝနဲ့သူကိုဘဝနဲ့ကိုလိုပြောခြင်းကရန်လိုတဲ့အပြောဆိုမျိုးမဟုတ်ဘူးဆိုတာသူပြန်ပြီးရှင်းပြသွားတယ်။ပြီးရင်မီဒီယာတွေကိုခင်ဗျားတို့က ထရန်လက္ခဏာအာနုနဲ့ကျွန်တော်တို့ရဲ့ကြာမှာရန်လိုတဲ့အပြုတ်အမူတွေဒါလိုချင်နေတာလားဆိုပြီးတော့သူပြန်မေးသွားတယ်ဆိုတော့ဒီပွဲစဉ်ကကျွန်တော်တို့လူတော်တော်များများလေးစိတ်ဝင်စားကြမယ်ထင်တယ်အထူးသဖြင့်ကျွန်တော်တို့လိုပါဘူးပရိသတ်တွေအဲတစ်ဖက်ကမက်ဒရစ်ပရိသတ်တွေကတော့ဒီနှစ်သင်းထိတ်တိုက်တွေးဆမှုထက်ဒါထရန်လက္ခဏာအာနုနဲ့လဘာဘူးရဲ့ထိတ်တိုက်တွေးဆမှုကိုကြည့်ကျင်နေဆိုရင်တော့ပုံမှန်လိမ့်မယ်ပေါ့လေဆိုတော့ဒီပွဲစဉ်ကဘယ်လိုမျိုးရလက်တွေထွက်ပေါ်လာမယ်လို့ကျွန်တော်ကိုယ်ထင်ကြတယ်ဘာလို့တင်ကရောအဲ့ဒီပွဲစဉ်မှာအနိုင်ရလက်တစ်ခုပုံဖော်နိုင်မလို့ထင်ကြတာကျွန်တော်အမြင်ကတော့ဗျာအဲ့ဒီပွဲစဉ်မှာကျွန်တော်တို့အသင်းတွေကမနိုင်လို့မရဘူး မနိုင်ရင်ဘာဖြစ်သွားမလဲဆိုတော့ကျွန်တော်တို့တွေက1 to 8ထဲမဝင်ဘဲနဲ့ကျွန်တော်တို့က round of 16ကြီးစဉ်ကိုတိုက်ရိုက်တက်ခွင့်ရမှာမဟုတ်တော့လက်ရှိ1 to 8ထဲမှာရှိနေတဲ့အသင်းကအာဆင်နယ်လိုမျိုးအရန်ကောင်းနေတဲ့ဒါဖောင်အရန်ကောင်းနေတဲ့အသင်းတွေရှိမယ်ဒါဘိုင်မြူနစ်တို့လိုမျိုးဒါပွဲတိုင်းနိုင်နေတဲ့အသင်းတွေရှိမယ်အဲပြီးရင် PSG တို့လိုမျိုးလက်ရှိမှာ Real တို့လိုမျိုးဒီလိုမျိုးအသင်းတွေကအစဉ်လိုက်နေရာယူထားတဲ့ဒီ1 to 8ကိုကျွန်တော်တို့ဘာလို့အသင်းကဝင်ကျင်နေဆိုရင် ရီရဲ့အသင်းနဲ့ကစားရတဲ့အခါမှာအမှတ်ပြည့်မရဘူးဆိုရင်တော့မှပဲအ ਨੇ ဆုံးတည်ရီတမှတ်လောက်တော့အိမ်ခွင်းမှာရယူထားတဲ့နဲ့ဒါမှသာ128တဲ့ကိုဝင်ဖို့အတွက်မျှော်လင့်ချက်ရှိမှာဒါမှမဟုတ်ရင်တော့ကျွန်တော်တို့အင်တာနက်သွားပြီးတော့ကစားရမယ်အဝေးခွင့်ပွဲစဉ်ရှိသေးတယ်ဒီပွဲစဉ်ကလည်းကျွန်တော်တို့လိုအပ်ဘူးဒီနဲ့လွဲကူနေမှာမဟုတ်ဘူးပြီးရင်အဲကျွန်တော်တို့အသင်းနဲ့နောက်ထပ်လာမယ့်ပွဲစဉ်တွေကအရန်ကြီးမခက်ခဲဘူးဆိုရင်လည်းဘယ်လိုလဲအရန်ကြီးလွဲကူနေတဲ့ပွဲစဉ်တွေမှာပါမနေဘူးဒါကြောင့်မလို့ round of 60ကို diet တက်ချင်တယ်ဆိုရင်တော့ဒီပွဲစဉ်ကိုကျွန်တော်တို့ပါဖို့တင်နေကအနိုင်သုံးမှတ်မရဘူးဆိုရင်တော့မှပဲတေးတမတ်တော့မဖြစ်မနေယူမကိုရမယ်ပွဲစဉ်တွေမှာပါတယ်ဆိုတော့ကျွန်တော်ကိုဒီကောဒီနေ့ပွဲစဉ်တော့ကိုအဲ့ဒီပွဲစဉ်တော့ကိုဘယ်လိုမြင်ညာလဲအနိုင်ရကြလိမ့်မယ်လို့ထင်ကြလားဒါမှမဟုတ်ရင်တေးတမတ်ကိုယူနိုင်လိမ့်မယ်လို့ထင်ကြလားဘယ်လိုထင်ကြလဲအဲအဲ့ဒီပွဲစဉ်အတွက်ကိုတော့ကျွန်တော်တို့လဘဘူးအသင်းမှာကဒန်ယန်ရကစားသမားကြီးတော်တော်များများကတော့လွဲချော်မှာပဲလက်ရှိမှာဒါဘယ်လိုပြောလဲအလက်ဇန္ဒားအီဆက်လွဲချော်မယ်အဲ့ဒါနောက်တန်းခန်စစ်ကဖရင်ပေါင်းတို့လွဲချော်မယ် အဲပြီးရင်ဒါဘိုးသမားဖြစ်တဲ့အလီဆင်ဘက်ကလွဲချော်ဦးမယ်အဲပြီးရင်တော့အေရှန်ရာသွားတဲ့လီယိုနီကတော့လွဲချော်မယ်ပေါ့လေဆိုတော့ဒီလိုမျိုးဒဏ်ရာပြဿနာတွေများနေချိန်မှာအာနေဂျီတောင်းနေတဲ့ရီရဲ့အသင်းကိုဘယ်လိုမျိုးပုံစံနဲ့သူဒါရင်ဆိုင်မလဲဒါကတော့တော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်ရီဒါပြီးလို့ရှိရင်အာနေဂျီတောင်းရဲ့ ဒါသူဒီဟာဒီမှာအသင်းကိုဘယ်လိုမျိုးပုံစံနေလဲသူထမ်းတင်ပေးနေလဲဆိုတဲ့အရာသူရဲ့နီးစနစ်တွေသူရဲ့ technique တွေကိုကျွန်တော်တို့တည်တည်ချာချာကြီးကိုမျက်ဝါးထင်ထင်မြင်တွေ့ရမယ်ပွဲပေါ့လေသူကလည်းတေချာပေါ့အဲ့ဒီပွဲစဉ်ကိုသူရဲ့ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက်ထုတ်ပြပြီးတော့ကစားရမယ်ပွဲစဉ်ဖြစ်တယ်လို့ပဲကျွန်တော်ထင်တယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီပွဲစဉ်ကကျွန်တော်ခုနပြောသလိုမနိုင်ဘူးဆိုရင်တော့မှပဲရှုံးလို့မရတဲ့ပွဲစဉ်တွေပဲဖြစ်နေလို့ပဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကဒီပွဲနဲ့ပတ်သက်ပြီးဘယ်လိုမြင်ရလဲ အဲနောက်ဆုံးသတင်းတစ်ခုကတော့ဒါမနေတော့ကဒါမိုဆာလာပြောသွားတဲ့ဇာတ်ကားပေါ့လေမိုဆာလာကဘာပြောသွားလဲဆိုတော့ဒါလက်ရှိလီဗာပူးအသင်းကတော်တော်လေးဟိုမှာခက်ခဲနေတဲ့ဒါအခြေအနေတစ်ခုကိုဖျက်ဆီးနေရတယ်။သူဒီအသင်းမှာအခြေအင်ကြာကြီးကစားပြီးသွားပြီ။သူကစားနေခဲ့တဲ့ကာလတစ်လျှောက်လုံးမှာဒီအချိန်ကာလကသူ့အတွက်အခက်ခဲဆုံးပဲသူတို့အတွက်အခက်ခဲဆုံးတစ်သင်းလုံးအတွက်အခက်ခဲဆုံးအချိန်ကာလဖြစ်တယ်။ဒါကြောင့်မလို့ဒါကျွန်တော်တို့အနေနဲ့အကောင်းဆုံးစူးစမ်းနေတယ်။ဒါပေမဲ့လည်းအာနက်ရှ်တို့ပြောသလိုလက်ရှိစကွတ်မှာကလူအင်အားမလောက်တဲ့ပြဿနာ ။အဲပြီးလို့ရှိရင်ဒါတကယ်ကောင်းတဲ့ကစားသမားတွေကိုခေါ်ခဲ့တယ်ဆိုပေမဲ့လည်း ်အသာသမားတွေကအသင်းနဲ့အထိုင်မကျသေးတဲ့ပြဿနာဒီပြဿနာတွေကိုလက်ရှိမှာအရာလဘာဘူးတင်းနေနေရင်ဆိုင်ရတယ်အဲ့ဒီအပြင်ကိုမှဒဏ်ရာပြဿနာတွေနဲ့လေထပ်ပြီးတော့ကြုံနေရတယ်ဒါကလဘာဘူးအသင်းလက်ရှိဒါအစိုးရဆုံးဖြတ်တန်းနေရတဲ့ကာလတစ်ခုဖြစ်တယ်ဒါကြောင့်မလို့ဒါအကယ်၍ဒါကစားသမားတွေလည်းအထိုင်ကြမယ်ဒဏ်ရာပြဿနာတွေလည်းပြန်ကောင်းလာမယ်ဆိုတော့လဘာဘူးအသင်းအနေနဲ့ကတကယ်ကြောက်စရာကောင်းတဲ့ထိမ့်မနိုင်ပိမယဖြစ်မယ်အသင်းတစ်သင်းဖြတ်လာနိုင်တယ်လို့မူဆာလာကပြောသွားတယ်ဆိုတော့မူဆာလာရဲ့ဒါပြောစကားတွေအပေါ်ကိုကျွန်တော်ကိုဘယ်လိုမြင်ရလဲကျွန်တော်ကတော့ပြန်မူဆာလာပြောသွားတာက တချို့အရာတွေတော့မှန်နေဆိုပေမဲ့လည်းတချို့အရာတွေမှာကတော့အဲကျွန်တော်တို့တကယ်လို့အဲလူတွေအကုန်လုံးကောင်းလာပြီးကစားသမားတွေအကုန်လုံးအံဝင်သွားပြီဆိုရင်တော့မှပဲအဲကျွန်တော်တို့လက်ရှိအနေထားတွေကကျွန်တော်တို့အသင်းနေနဲ့အများကြီးခက်ခဲသွားစီပြီအဲသို့သဖြင့်ကျွန်တော်တို့ဘက်တူဘက်ချန်ပီယံကိုကာကွယ်ဖို့အတွက်တော်တော်လေးခက်ခဲသွားတဲ့အနေထားကိုရောက်နေပြီလို့ကျွန်တော်ကတော့မြင်နေဆိုတော့ကျွန်တော်ခွေကောက်ကိုလည်းမြင်ရတယ်ချက်လောက်ဆွေးနေကြပါအောင်ကျွန်တော်လည်း line subscribe လုပ်ပေးကြပါဦးကျေးဇူးများကြီးတင်ပါတယ်ဗျာ